ဒရုန်းတိုက်ခိုက်မှုကြောင့်အဖက်ဆယ်မရတော့တဲ့ရုရှားတို့ရဲ့စစ်လက်နက်ထုတ်လုပ်မှုနိုင်ငံရဲ့အကြီးဆုံးနျူကလ িয়ার ထိပ်ဖူးတပ်ဒုံးကြီးစက်ရုံမီးလောင်ပြကြပြီးခဲ့တဲ့မေလ28ရက်နေ့မနက်ပိုင်းမှာမော်စကိုနဲ့သူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့မတူညီတဲ့မဟာဗျူဟာမြောက်စစ်ရေးပစ်မှတ်၄ခုကိုတပြိုင်တည်းတိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါအပြင်ဇွန်လ1ရက်နေ့ညနေပိုင်းမှာလည်းမော်စကိုရဲ့အထူးမခံနိုင်သောစစ်မှုစုံတွေမှာပောက်ကွဲမှုတွေဇက်တိုက်ဖြစ်ပွားခဲ့ပါတယ်။တချို့နေရာတွေမှာဆိုမီးလုံးကြီးတွေကောင်းငင်ကိုနေရအောင်လင်းထိန်စေခဲ့တယ်လို့ တချို့ဆက်ယုံတွေဆိုရင်တစ်ဝက်လောက်ပြိုကျပျက်စီးခဲ့ပါတယ်။ဒီဖြစ်စဉ်တွေဟာမေလ28ရက်နေ့ကတည်းကစတင်ခဲ့တာဖြစ်ပြီးဒူမနာမှာရှိတဲ့ဒုံးပြန်ထုတ်လုပ်တဲ့ဆက်ယုံ၊ဇီလီနိုဂရမ်မှာရှိတဲ့မိုက်ခရိုအီလက်ထရောနစ်ခြေဆိုင်စခန်း၊ကင်းရှမာနီးမှာရှိတဲ့ဓာတုဗေဒ3ဒုံးပြန်စီထုတ်လုပ်ရေးဆက်ယုံနဲ့အခြားသောမဟာဗျူဟာမြောက်ပြစ်မှတ်များစွာအထိနာခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာရုရှားရဲ့စစ်မှုလုပ်ငန်းဆိုင်ရာအခြေခံအဆောက်အုံတွေကိုထိခိုက်စေခဲ့တယ်လို့ခရင်မလင်နန်းတော်ရဲ့မြည်သူများမတိုက်ခိုက်နိုင်ဟုသောလေကြီးလေကျဲအဆိုကိုပါပြက်စီးစေခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေနဲ့တပြိုင်နက်တည်းမှာပဲဂျာမနီကယူကရိန်းအတွက်ဒုံးကျည်တိုက်ခိုက်မှုတွေမှာနယ်နိမိတ်အကွာအဝေးကန့်သတ်ချက်တွေမရှိတော့ကြောင်းကြေညာခဲ့တာဟာဒီဖြစ်စဉ်ကိုပိုပြီးမီးထိုးပေးလိုက်သလိုပါပဲရုရှားကယူကရိန်းမျိုးတွေကိုရှာဟတ်ဒရုန်း355စင်းနဲ့အစ်ကန်နာဒုံးကျည်ဓာစင်ပေါင်းများစွာနဲ့လက်တုံပြန်ခဲ့ပေမဲ့ယူကရိန်းဟာခုခံကာကွယ်ရုံနဲ့မကပဲရုရှားစစ်တပ်ရဲ့အခြေခံရန်ညားတွေကိုပါပိတ်မှတ်ထားနေပြီဆိုတာရှင်းရှင်းလင်းလင်းမြင်သာလာပါတယ်။ဇွန်လတရက်နေ့ညနေပိုင်းမှာတော့ ICBM ဒုံးကျည်အင်ဂျင်တွေထုတ်လုပ်တဲ့စက်ရုံတစ်ခု ပြင်းပြင်းထန်ထန်ပျက်စီးသွားပြီဆိုတဲ့ကောလာဟလာဟာရုရှားမီဒီယာတွေကြားထဲမှာပြန့်နှံ့သွားခဲ့ပါတယ်။လူမှုကွန်ရက်ပေါ်မှာ ICBN ထုတ်လုပ်မှုပြီးဆုံးပြီးဒုံးပြန်ဆက်ယုံပျက်စီးသွားပြီးဒီလိုသတင်းတွေထွက်ပေါ်ခဲ့ပေမဲ့အမှန်တရားတစ်ခုကတော့ရုရှားရဲ့မဟာဗျူဟာမြောက်နျူကလ িয়ার စွမ်းရည်ကိုပံ့ပိုးပေးနေတဲ့အရေးကြီးတဲ့ဗဟိုဌာနတွေဟာလုံးဝလုံခြုံမှုမရှိတော့ဘူးဆိုတာပါပဲ။ရုရှားရဲ့ ICBN အင်ဂျင်တွေထုတ်လုပ်တဲ့ဆက်ယုံမီးလောင်ပျက်စီးသွားတာဟာသူ့ရဲ့နျူကလ িয়ার ချင်းချောင်းနိုင်စွမ်းပေါ်မေကုံထုတ်စရာတွေဖြစ်လာစေပါတယ်။ ရုရှားကခေတ်ကုန်နေတဲ့ဆိုဗီယက်ခေတ်ဒုံးပျံတွေကိုစားထိုးပြီး ICBM model အစ်စ်တွေထုတ်လုပ်ဖို့ကြိုးစားနေတာဖြစ်ပြီးဒီဆက်ယုံဟာအဲ့ဒီ project တွေရဲ့ဗဟုချက်မှတ်မှာရှိနေကြတာပါတိုက်ခိုက်မှုတွေရဲ့တရားဝင်ရှင်းလင်းချက်မရှိပေမဲ့ရခိုင်တိုက်ခိုက်မှုတွေနဲ့ဆင်တူတာကတော့ drone တွေရဲ့ဖြတ်စည်းမှုကပိုအားကောင်းစေပါတယ်အထူးသဖြင့်ဇွန်လတရက်နေ့မှာ nuclear ပုံကျဲလျင်40ကျော်ဆုံးရှုံးခဲ့တာနဲ့ပေါင်းစပ်လိုက်ရင်ရုရှားဟာသူ့ရဲ့ nuclear ချင်းချောက်နိုင်တဲ့လက်နက်ကိုပြန်လည်ဖြည့်တင်းဖို့ခံရံသွားနိုင်ပါတယ် ဒါအပြင်ရုရှားရဲ့ထိုးစစ်ဆွမ်းရည်ကိုရပ်တန့်စီမဲ့ဇွန်လ၁ရက်နေ့ဆက်စင်ရေးဟာလည်းမေလ၂၈ရက်နေ့ကလေးကစတင်ခဲ့တာပါမေလ၂၈ရက်နေ့မနက်ပိုင်းရဲ့ပထမဆုံးပေါက်ကွဲမှုဟာ Reader Enterprise ရဲ့တံမဏိမျက်နှာချက်တွေကိုဖြိုချလိုက်ပါတယ်အပြင်ကကြည့်လိုက်ရင်တော့တာမန်ထုတ်လုပ်မှုစက်ရုံတစ်ခုလိုပါပဲဒါပေမဲ့အတွင်းထဲမှာတော့လုံးဝကိုမတူညီတဲ့အခြေအနေတစ်ခုပါဒီစက်ရုံဟာယူကရိန်းမျိုးတွေရဲ့လျှက်စစ်အခြေခံအဆောက်အုံတွေကိုဖျက်ဆီးနေတဲ့ KH-101 ဒုံးမြန်တွေစစ်ရေးခေတ်ကနေဆင်းသက်လာတဲ့ခေတ်မီ KH-555 ဒုံးမြန်တွေ ပင်လယ်နဲ့ကုန်းပြင်ပြစ်မှတ်နှစ်ခုစလုံးကိုထိမှန်နိုင်တဲ့တိကျပစ်ခတ်နိုင်စွမ်းရှိတဲ့ KH59MK ဒုံးပြန်တွေနေတိုးခြေဆိုင်စခန်းကိုကောင်းစွာကာကွယ်ထားတဲ့ပစ်မှတ်တွေကိုထိုးဖောက်ဝင်ရောက်နိုင်အောင်ဒီဇိုင်းထုတ်ထားတဲ့ KH69 ဒုံးပြန်တွေရဲ့မွေးရည်မြေဖြစ်ပါတယ်။ဒူပနာကဒီတိတ်ဆိတ်နေတဲ့ဆက်ယုံထဲမှာနှစ်ပေါင်းများစွာလက်နက်တွေအလုံးကိုပုံဖော်စေးတုပ်ကုတ်သွင်းပြီးယူကရိန်းနယ်မြေစီပို့ဆောင်ပေးနေကြတာပါ။ဒါပေမဲ့အဲ့ဒီမနက်ခင်းမှာတော့ယူကရိန်းလုံခြုံရေးတပ်ဖွဲ့ရဲ့ဝေးကွာပစ်မှတ်ထားနိုင်တဲ့ drone တွေဟာ ရုရှားလေကြောင်းကာဝေးစနစ်တွေကိုဖောက်ထွင်းပြီးစက်ယုံနာကိုရောက်လာခဲ့ပါတယ်။တိုက်ခိုက်မှုကဆိုရင်အလုံယုံနှစ်ခုကိုပြင့်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တစ်ခုကဒုံမြန်ကိုရဲတွေထုတ်လုပ်ခဲ့တဲ့အဓိကထုတ်လုပ်မှုဧရိယာဖြစ်ပြီးနောက်တစ်ခုကတော့လေရင်ထိန်းချုပ်ရေးစနစ်တွေကိုချိန်ညှိတဲ့ electronic ဗဟိုဌာနဖြစ်ပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲဒီအပိုင်းတွေမီးဆွဲလောင်ခဲ့ပါတယ်။အတွင်းထဲမှာတပ်ထုပုံတွေရေပျောထိန်းချုပ်ရေးပုံပြားတွေမီးလောင်ဆက်တွေပေါက်ကွဲကုန်ပါတယ်။ပေါက်ကွဲမှုတွေကနေထွက်လာခဲ့တဲ့မီးမီးခိုးတွေဟာဆက်ရုံမျက်နှာချက်ကိုသာမကြ ခရင်မလင်ရဲ့ဒုံးမြန်စွမ်းရည်တာလွန်နေဆိုတဲ့အဆိုတွေကိုပါပါဇက်ပိတ်သွားစေခဲ့ပါတယ်။ဒေတာကန်တွေမှတ်တမ်းနေထားတဲ့ဗီဒီယိုတွေအရကိုရိုနော့လိုဂိုပါတဲ့အလုပ်ယုံတွေကို drone တွေဇက်တိုက်ထိမှန်နေတာကိုတွေ့ရပါတယ်။ပေါက်ကွဲမှုတွေကြောင့်ဆက်ယုံတစ်ခုလုံးတုံခါနေပြီးဆက်ယုံတွင်းမှာရှိတဲ့ထုတ်လုပ်မှုအကြီးသားအလုပ်ယုံတွေကတခုမှပြင်းထန်တဲ့မီးလောင်မှုတစ်ခုကိုတွေ့ရပါတယ်။ပေါက်ကွဲမှုဖိအားကြောင့်အဆောက်အုံမျက်နှာစာတွေအပြင်ဘက်ကိုကွေးထွက်ကုန်ပါတယ်။အထင်ရှားဆုံးချက်ကတော့ပြစ်မှတ်ထားခံရတဲ့အဆောက်အုံဟာ 2022ခုနှစ်ကမှစတင်လဲပတ်ခဲ့တဲ့ဆက်ယုံအသစ်တစ်ခုဖြစ်နေတာပါရုရှားကာဝေးရေးလုပ်ငန်းမှာဒေါ်လာ53တန်းရင်းနှီးမြှုပ်နှံထားတဲ့ဒီဆက်ယုံဟာအနာဂတ် drone စစ်ပွဲတွေအတွက်မော်စကိုရဲ့နည်းပညာခံတပ်ဖြစ်တည်ဆောက်ခဲ့တာပါဒါပေမဲ့အခုတော့ပြရီနဲ့တပ်ထုအပိုင်းစာရီဖြစ်သွားပါပြီဒီတစ်ခါယူကရိန်းရဲ့တိုက်ခိုက်မှုဟာရည်ရွယ်ချက်တစ်ခုတည်းနဲ့မဟုတ်ပဲစစ်ပွဲတစ်ခုလုံးရဲ့ယူဆကိုပြောင်းလဲပစ်ဖို့ကြိုးစားခဲ့တာပါ theory အရဆိုရင်ဒီနေရာတွေကိုအကောင်းဆုံးလေကြောင်းကာဝေးရေးစနစ်တွေနဲ့ကာဝယ်ထားတင်တာပါဒါပေမဲ့မြေပြင်ကဗီဒီယိုတွေမှာ လေရင်ပြစ်လက်နက်အနှဲငယ်နဲ့စစ်တပ်နဲ့ပြစ်ဒဏ်တွေကိုပဲတွေ့ရပါတယ်။ဒါကတော့ Kremlin ရဲ့ကာကွယ်ရေးစနစ်တွေကယူကရိန်းရဲ့ထိရောက်တဲ့တိုက်ခိုက်မှုတွေကိုမကာကွယ်နိုင်ဘူးဆိုတာပြသနေတာပါ။ဒီတိုက်ခိုက်မှုတွေထဲမှာပဲယူကရိန်းရဲ့ဝေးကွာပြစ်မှတ်ထားနိုင်တဲ့ကာမီကာစီ drone တွေဟာမော်စကိုမြို့ရဲ့အနောက်မြောက်ဘက်38ကီလိုမီတာကွာကဇီလိုနိုဂရက်ဒေတာကိုပြစ်မှတ်ထားခဲ့ပါတယ်။ဒီနေရာဟာဆိုဗီယက်ခေတ်ကတည်းကရုရှားရဲ့ microelectronic နည်းပညာရဲ့အုံနောက်လို့သတ်မှတ်ခံထားရတာပါ။အဲ့ဒီနေရာကနေထွက်လာတဲ့မီဂိုတွေဟာ အဆောက်အုံတစ်ခုကိုပျက်စီးစေခဲ့ရုံသာမကရုရှားရဲ့ electronic ဆိုင်ရာလွတ်လပ်မှုဆိုတဲ့အဆိုကိုပါဖျက်ဆီးခဲ့တာပါဒီတိုက်ခိုက်မှုရဲ့နောက်ထပ်ပြစ်မှတ်ကတော့ရုရှားနိုင်ငံအလဲပိုင်းက Ivanovo Oblast မှာပါပြစ်မှတ်က Dmitry Ki ဓာတုဗေဒဆက်ယုံဖြစ်ပြီးတော့ဒီဆိုဗီယက်ခေဓာတုဗေဒစင်တာဟာရမ်းမှုံဒုံးမြန်စီနဲ့ဒုံးမြန်အင်ဂျင်နီယာအသုံးပြုတဲ့ဓာတုပစ္စည်းတွေထုတ်လုပ်ရမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်ယူကရိန်းလုံခြုံရေးတပ်ဖွဲ့ရဲ့သတင်းရင်းမြစ်တွေကတော့ဒါဟာအရေးကြီးတဲ့ဒုံးမြန်စိတ်ပိုင်းတွေထုတ်လုပ်တဲ့လုပ်ငန်းဖြစ်ပြီး ဒီတိုက်ခိုက်မှုဟာရုရှားရဲ့ဒုံးမြန်စီစဉ်ကိုဖျက်ဆီးပစ်ဖို့တိုက်ရိုက်ရည်ရွယ်တာဖြစ်တယ်လို့အလေးထားပြောကြားခဲ့ပါတယ်။ဒေသခံအနာပိုင်တွေကတော့အစပိုင်းမှာဒရုန်းတစ်စင်းဆက်မှုစုံတွေကိုပြတ်ကြတာလို့ပြောခဲ့ပေမဲ့တီးကြားသတင်းရင်းမြစ်တွေကတော့ဒီဆက်ယုံကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးသူ့ရဲ့အချို့အစိတ်ပိုင်းတွေမီးလောင်နေတယ်လို့အတည်ပြုခဲ့ပါတယ်။ကင်ရှမာမြို့ဟာယူကရိန်းနယ်စပ်ကနေဆိုရင်ကီလိုမီတာ850အကွာမှာတည်ရှိပေမဲ့တိုက်ခိုက်ခံခဲ့ရတာဟာယူကရိန်းရဲ့နည်းပညာစွမ်းရည်ကိုသာမကရုရှားရဲ့အတွေးမိုင်းနဲ့နဲ့ဆိုင်ဆိုင်က ကာကွယ်ရေးဆက်မှုလုပ်ငန်းတွေပါမလုံခြုံတော့ဘူးဆိုတာကိုပြသနေတာပါပဲ။ယူကရိန်း drone တွေဟာမော်စကိုနဲ့သူ့ပတ်ဝန်းကျင်ကမဟာဗျူဟာမြောက်ကာကွယ်ရေးစက်ရုံလေးခုကိုပြင်ပထားတိုက်ခိုက်ခဲ့ချိန်မှာဂျာမနီမှာနိုင်ငံရေးလှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပါတယ်။ဂျာမနီဝန်ကြီးချုပ် Friedrich Merz ကကမ္ဘာကြီးကိုယူကရိန်းစီပေးပို့တဲ့လက်နက်တွေအတွက်အကွာအဝေးနဲ့ကန့်သတ်ချက်တွေမရှိတော့ဘူးလို့ကြေညာခဲ့ပါတယ်။ဒီကြေညာချက်ကိုယူကရိန်းရဲ့တိုက်ခိုက်မှုတွေမဖြစ်ခင်နိုင်ပိုင်းလိုမှလုပ်ခဲ့တာပါ။ဝန်ကြီးချုပ်ရဲ့ထုတ်ပြန်ချက်အရဒီလွတ်လပ်ခွင့်ဟာဂျာမနီကပေးပို့တဲ့လက်နက်တွေတွေမကပဲ ကင်သစ် United Kingdom နဲ့အမေရိကန်တို့ကပေးပို့တဲ့တာဝန်ပြစ်လက်နက်တွေအထိပါအကျုံးဝင်ပါတယ်။မားစီရဲ့ထုတ်ပြန်ချက်တွေဟာအနောက်နိုင်ငံတွေကယူကရိန်းကိုရုရှားပိုင်နက်ထဲထိတိုက်ခိုက်ဖို့တကယ်တမ်းခွင့်ပြုလိုက်ပြီဆိုတာရှင်းရှင်းလင်းလင်းပြသတဲ့စည်ရေးလှည့်ပြောင်းတစ်ခုဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတာကတော့ဒီကန့်သက်ချက်တွေကိုလွန်ခဲ့တဲ့ရက်သက်တပတ်တွေဒါမှမဟုတ်လရီကလေးကတိတ်တိတ်ဆိတ်ဆိတ်ဖြတ်သိမ်းခဲ့ပြီးပြီလို့အချို့ကငြင်းခုန်ကြပါတယ်။ဒါလည်းမကသေးပါဘူး။ ZDF ရုံးမြင့်တန်ကြားကိုပြောကြရမှာမတ်ကဒီနှစ်နောက်ပိုင်းမှာ ဂျာမနီကယူကရိန်းကို Torres တုံးကြီးတွေပေးပို့နိုင်ကြီးဟာတေချာပေါက်ရှိတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းစစ်သားတွေတက်လက်ချင်ရေးလုပ်ငန်းစဉ်တွေလာပေါင်းများစွာကြာနိုင်တဲ့အတွက်ဒီပေးပို့မှုဟာအချိန်နှဲငယ်ကြာနိုင်တယ်လို့သူကအလေးနဲ့ပြောကြားခဲ့ပါတယ်။ Torres တုံးကြီးဆိုတာပုံမှန်တုံးကြီးတသက်မဟုတ်ပဲယူကရိန်းတွင်နက်ဆိုင်နဲ့မဟာပြူဟာမြောက်ထိုးစစ်ဆွမ်းအားတစ်ခုပါပဲ။လက်ရှိမှာယူကရိန်းက Storm Shadow နဲ့ Scalp EG လို့ Chris တုံးကြီးတွေကိုအသုံးပြုနေပါတယ်။ဒါပေမဲ့စနစ်တွေကပုံမှန်အားဖြင့်ကီလိုမီတာ250မှ290အထိသာပြတ်ခတ်နိုင်ပါတယ်။ တော်ရက်ကတော့သူ့ရဲ့နှစ်ဆနီးပါးအထိရောက်ရှိနိုင်ပါတယ်ဒီပြစ်ခတ်နိုင်တဲ့အကွာအဝေးအသာချက်ကယူကရိန်းကိုရုရှားရဲ့အရေးကြီးတဲ့စစ်ပတ်ထောက်ပံ့ရေးဗဟိုဌာနတွေကုတ်ကဲမှုအခြေခံအဆောက်အအုံတွေကိုတိကျတဲ့တိုက်ခိုက်မှုတွေလှုပ်ဆောင်နိုင်စီမှာပါနောက်ပြီးရုရှားအတွက်မျက်ရည်ကြီးငယ်ကြစီမဲ့တင်းကတော့ဂျာမနီနဲ့ယူကရိန်းတို့ဟာလက်ရှိထုတ်လုပ်ပြီးသားဆက်လက်နက်တွေတင်ပို့ရုံနဲ့မကဘဲဝေးကွာပြစ်မှတ်ထားနိုင်တဲ့ဒုံးမြန်တွေကိုပူးပေါင်းထုတ်လုပ်တယ်ထုတ်ပူးပေါင်းထုတ်လုပ်တော့မယ်လို့ကြေညာလိုက်ပါတယ်ဒါဟာနီးပညာနဲ့စည်ရေးထောက်ပံ့ရေးပူးပေါင်းဆောင်ရွက်မှုတသက်မဟုတ်ပါဘူး စစ်ဘက်စစ်ဖုံဆိုင်ရာပူးပေါင်းဆောင်ရွက်မှုရဲ့အစပြုခြင်းပဲဖြစ်ပါတယ်ရည်ရွယ်ချက်ကရှင်းပါတယ်ယူကရိန်းကိုသူ့နယ်စပ်တွေကာကွယ်ရုံနဲ့မကပဲလိုအပ်ရင်ရုရှားသိမ်းပိုက်ထားတဲ့နယ်မြေတွေထဲအထိထိုးဖောက်ဝေရောက်နိုင်အောင်လက်နက်တပ်ဆင်ပေးဖို့ပါပဲအသေးစိတ်ချက်လက်တွေအများကြီးမထုတ်ပြန်ရသေးပေမဲ့ဒီသတင်းရဲ့အရေးပါမှုကတော့ပြောမဆုံးနိုင်အောင်ပါပဲဒီပူပေါင်းဆောင်ရွက်မှုဟာဥရောပအထူးသဖြင့်သူ့ရဲ့အကြီးဆုံးစီးပွားရေးဖြစ်တဲ့ဂျာမနီကအာနာရှင်ဆန်အာနာရှင်ဆန်တွေစီကနေချိန်ချောက်ခံနေရတဲ့ဒီမိုကရေစီမဟာမိတ်တွေကိုကာကွယ်ရမှာ သူ့ရဲ့အခန်းကဏ္ဍကနေတက်နိုင်သမျှဆောင်ရွက်နေရပါပဲဒီပူပေါင်းဆောင်ရွက်မှုတွေကိုစီးပွားရေးအကူအညီနဲ့နိုင်ငံရေးဆုံးဖြတ်ချက်တွေကပါထောက်ခံထားပါတယ်ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရဒီသဘောတူညီချက်ရဲ့တစိုက်တစ်ပိုင်းအနေနဲ့ကုန်ကြစရိတ်ကြီးမာတဲ့လက်နက်ထုတ်လုပ်မှုကိုယူကရိန်းအတွက်ရန်ပုံငွေထောက်ပံ့သွားမှာပါမေလ28ရက်နေ့တိုက်ခိုက်မှုတွေဖြစ်တဲ့အချိန်မှာနိုင်ငံတကာအခြေအနေကအတော်လေးတင်းမာနေခဲ့ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဗလာဒီမာပူတင်ကိုလုံးဝယူသွနေပြီလို့ပြောခဲ့ပြီးရုရှားဘက်ကလည်းဒီစကားလုံးတွေကိုပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချတာက ပြင်းထန်တဲ့စကလုံးတွေနဲ့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။တမရဟောင်းဒီမီထရီမက်ဖယ်ဒစ်ကတတိယကမ္ဘာစစ်ဖြစ်နိုင်ကြောင်းချင်းချောက်ခဲ့ပါတယ်။ခရမလင်ကတော့အနောက်နိုင်ငံတွေကိုဒီလိုစကလုံးတွေနဲ့ချင်းချောက်နေကြပါပဲ။ဒါပေမဲ့ဒီအခြေအနေတွေကြားထဲမှာတော့လျှစ်လျူရှိလို့မရတဲ့ချက်တစ်ချက်ရှိပါတယ်။ရုရှားဟာတကယ်ကိုဒေါသထွက်နေပြီးအနောက်နိုင်ငံတွေကိုလက်စားချေချင်နေတာပါ။မကြာခင်မှာပဲရုရှားဟာစစ်ပွဲစတင်ကလေးကမကြုံဘူးလောက်အောင်ကြီးမားတဲ့လက်တုံပြန်တိုက်ခိုက်မှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။ရှားဟက်ဒရုန်း355စင်းကိုယူကရိန်းကောင်းငင်ဘော်ကိုပစ်လွှတ်ခဲ့ပါတယ်။ ဒါဟာမကြုံစဘူးအကြီးမားဆုံးတိုက်ခိုက်မှုလိုင်းပါပဲဒီဈေးသက်သာပြီးတာဝေးပစ်မှတ်တွေကိုပစ်ခတ်ထားနိုင်တဲ့လေယာဉ်မဲ့ drone တွေအပြင် scanner ပယ်ထိန်းတုံးကြီးတွေကိုလည်းအသုံးပြုမှုတိတိတသာတိုးလာခဲ့ပါတယ်ဒါအပြင် X101 နဲ့ X555 တို့ model တွေအပါအဝင်လေကြောင်းကနေပစ်ခတ်တဲ့ cruise တုံးကြီး60ကျော်လည်းပါဝင်ခဲ့ပါတယ်ပြင်းထန်တဲ့စစ်စင်ရေးကရုရှားရဲ့ဒုံးကြီးနဲ့ drone တိုးလာမှုတိုးလာနေတာကိုပြသနေပါတယ်အမှန်တကယ်တော့ယူကရိန်းဆိုရခံမှန်းချက်အရရုရှားမှာအနာဂတ်တိုက်ခိုက်မှုအတွက်အသုံးပြုနိုင်တဲ့ ယ်ထိန်တုံးကြီးအစင်း900တူလောင်ထားတယ်လို့သိရပါတယ်။ဒါ့အပြင်မော်စကိုကသူ့ရဲ့နီးပြူဟာတွေကိုပြောင်းလဲနေပုံရပါတယ်။ရုရှားရဲ့စံချိန်နဲ့ရှားဟတ်ဒရုန်းသုံးပြုမှုကသူ့ရဲ့လေကြောင်းတိုက်ခိုက်မှုမဟာဗျူဟာဘလို့ပြောင်းလဲလာတယ်ဆိုတာကိုပြသနေပါတယ်။စံချိန်နဲ့ရှားဟတ် UAV လေရင်မဲ့လေရင်အတွက်အရေးအတွက်ဟာရုရှားရဲ့အတင်းကျပ်လေကြောင်းဆွမ်းအားကိုနားလည်ထားမှုကိုထင်ဟပ်နေပါတယ်။ယူကရိန်းရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုလွှမ်းမိုးဖို့နဲ့ KF ကိုစစ်ပွဲကနေဖိအားပေးဖို့အတွက်အကြမ်းသားပြစ်မှတ်တွေနဲ့အခြေခံအဆောက်အုံတွေကိုတိုက်ခိုက်တာဟာ ဒီနီးပြူဟာပါပဲဒီနီးလန်းဟာဖီအားပေးမှုတွေကိုဆက်လက်ထိန်းသိမ်းထားပြီးတော့အရက်သားတွေရဲ့စိတ်ဓာတ်ကိုကြာဆင်းစေခဲ့တဲ့အပြင်စစ်ဘက်အရေးမြစ်တွေကိုကုန်ခန်းစေပါတယ်ရုရှားဟာ drone တွေကိုလှည့်ပြားတဲ့စနစ်တွေကိုသူ့နိုင်ငံထဲမှာပဲထုတ်လုပ်ခဲ့တာတော်တော်လေးအောင်မြင်ခဲ့ပါတယ်ယူကရိန်းလီဒါရဲ့ပြောကြားချက်အရ2024ခုနှစ်စက်တင်ဘာလလောက်တည်းကရုရှားဟာရှားဟက် drone တွေကိုတပတ်ကိုအစင်း100လောက်ကနေ2025ခုနှစ်မတ်လမှာတပတ်ကိုအစင်း1000ကျော်ထိယူကရိန်းနဲ့ကိုတိုးမြှင့်ပစ်လွှတ်နေပါတယ် ဒါအပြင်နှစ်ရက်တစ်ခါလောက်ကိုတိုက်ခိုက်မှုတွေလုပ်နေတာပါယူကရိန်းက drone 80ရာခိုင်နှုန်းကလေ45ရာခိုင်နှုန်းလောက်ကိုပစ်ချနိုင်တယ်လို့ဆိုပေမဲ့ကျန်တဲ့68ဆင်းလောက်ကတော့အရက်သားတွေနေထိုင်တဲ့နေရာတွေကိုထိမှန်ခဲ့ပါတယ်ရုရှားက drone ပစ်လွှတ်မှုတွေကိုတိုးမြှင့်နိုင်ခဲ့တာကရှားဟက် drone တွေကိုသူတို့နိုင်ငံထဲမှာထုတ်လွှတ်မှုကိုတိုးချဲ့လိုက်လို့ပါပဲမူလကအီရန်မှာဒီဇိုင်းထုတ်ထားတာဖြစ်ပေမဲ့အခုခါရုရှားမှာရှိတဲ့ IVK electromagnetic plant လို့ကြီးမားတဲ့စက်ရုံတွေမှာထုတ်လုပ်နေပါပြီထုတ်လုပ်မှုကိုကူညီဖို့အတွက်ရုရှားက နိုင်ငံတကာအရေးကြီးတဲ့ electronic ပစ္စည်းတွေကိုရယူနေပါတယ်။တရုတ်နိုင်ငံကအဓိကထောက်ပံ့နေပြီးမှောင်ခိုသွင်းတဲ့အနောက်တိုင်း electronic ပစ္စည်းတွေကိုဆက်သုံးနေတယ်လို့လည်းသိရပါတယ်။အစောပိုင်းမှာတော့အီရန်ကနေ drone တွေတိုက်ရိုက်တင်သွင်းခဲ့တာကရုရှားကိုသူ့နိုင်ငံထဲမှာထုတ်လုပ်နိုင်စမ်းတွေတိစောက်ဖို့အချိန်ရစေခဲ့ပါတယ်။မကြာသေးခင်ကလည်းရုရှားဟာ AMZ Kupel စက်ရုံလိုနေရာတွေမှာသူ့ရဲ့ထုတ်လုပ်မှုစွမ်းရည်ကိုထပ်မံတိုးမြင့်ခဲ့ပြီး Shahad 238လို့ခင်မိတဲ့ drone အမျိုးအစားအစ်စ်တွေတောင်ထုတ်လုပ်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ခရမလင်ရဲ့လုံနီးလုံဟန်မှာမပြောင်းလဲတဲ့တခုတည်းသောအရာကတော့အကြမ်းဖက်မှုပါပဲမော်စကိုဟာစစ်မြေပြင်မှာအမျက်ဆုံးပိုရအောင်အချိန်ဆွဲနေတာပါရုရှားသမ္မတဗလာဒီမာပူတင်ကအစ္စတန်ဘူကိုဆွေးနွေးပွဲလုပ်မဲ့နေရာအဖြစ်ဓာတ်ရိုက်ညွှန်ပြတာအပါအဝင်တန်တမန်ရေးကိုပွင့်ပွင့်လင်းလင်းလက်ခံနေတယ်လို့ပြသနေပေမဲ့တစ်ချိန်တည်းမှာပဲသူက drone နဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကိုတိုးမြှင့်မှုအမိန့်ပေးနေပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစီကိုအရေးမပါတဲ့ကိုယ်တိုင်အဖွဲ့တွေကိုဆေလွတ်ကာ တန်တမန်ရေးလှည့်ကွက်တစ်ခုကိုလှုပ်ဆောင်နေတာပါ။ယူကရိန်းကဒီ drone တိုက်ခိုက်မှုတွေကိုဘယ်လိုတံပြန်နိုင်မလဲ။မော်စကိုရဲ့ drone ထိုးစစ်ကိုတံပြန်ဖို့ဆိုတာကာကွယ်ရုံနဲ့မလုံလောက်ပါဘူး။အလှော်လိုက်ထိုးစစ်ကာကွယ်ရေးမဟာဗျူဟာလိုအပ်ပါတယ်။ယူကရိန်းကိုပုံပြီးမတူညီတဲ့ဂျားဖြတ်ဒုံးကြီးတွေ Patriot Erics D ရွေးရှားနိုင်တဲ့ drone တံပြန်အဖွဲ့တွေ drone တွေကိုတိနိုင်တဲ့အာယုံခံကွန်ရက်တွေနဲ့အလုံးရင်းလိုက် drone တွေကိုဖြိုချနိုင်မယ်စွမ်းအင်မြင့်လေဆာလိုစနစ်အစ်စ်တွေပါဝင်ပါတယ်။အနောက်နိုင်ငံတွေကလည်း Ukraine နဲ့တူ AI စနစ်သုံးအလိုလျောက်လေယာဉ်ပြည့်စက်လို့ဒီပညာသစ်တွေဖွံ့ဖြိုးအောင်ကူညီသင့်ပါတယ်။ရုရှားရဲ့ Shahed drone ထုတ်လုပ်ရေးကိုပံ့ပိုးနေတဲ့စက်ရုံတွေတိုးလောင်ရုံတွေနဲ့ drone ပစ်ခတ်ရာယာယီနေရာတွေကိုတိတိကျကျပစ်ခတ်ရပါမယ်။ယူကရိန်းဟာသူ့ရဲ့မဟာမိတ်တွေနဲ့ပူးပေါင်းပြီးတရုတ်နိုင်ငံနဲ့တခြားနိုင်ငံတွေစီကနေရုရှားစီဝင်ရောက်နေတဲ့ microelectronic ပစ္စည်းတွေဝင်ရောက်မှုကိုဖျက်တောက်ရပါမယ်။ဆိုင်ဘာစစ်ဆင်ရေးတွေနဲ့ electronic စစ်ဆင်ရေးတွေကိုတိုးမြှင့်လှုပ်ဆောင်မှုကအထူးကပါပဲ။ဒါမှ drone ဒစင်းကာဝေးရေးကိုညံထဲကိုကြော်ဖြတ်ဝင်ရောက်သွားခဲ့ရင်တော့ သူ့ရဲ့ GPS စနစ်ပျောက်ဆုံးပြီးတော့လေထဲကနေပြုတ်ကျသွားမှာပါဒီလိုထောက်ပံ့ရေးလမ်းကြောင်းတွေကိုဖြတ်တောက်ခြင်းနဲ့ကြားဖြတ်မှုနှုန်းကိုတိုးမြင့်ခြင်းစတာတွေကိုပေါင်းဆက်လှုပ်ဆောင်မယ်ဆိုရင်ရုရှားရဲ့အတင်းကျပ်လေကြောင်းနဲ့ဒုံးကျည်ဆက်ဆင်ရေးကိုတံပြန်နိုင်ပါတယ်ယူကရိန်းဟာတိုက်ခိုက်မှုတိုင်းကိုရပ်တန့်နိုင်မှာမဟုတ်ပေမဲ့အမေရိကန်နဲ့ယူကရိန်းကိုထောက်ခံသူတွေအတွက်စစ်ပွဲကိုအဆုံးသတ်ဖို့လိုအပ်တဲ့တကယ့်တွေ့ဆုံဆွေးနွေးမှုတွေအတွက်လမ်းခင်းပေးနိုင်မှာပါယူကရိန်းရဲ့တိုက်ခိုက်မှုတွေဟာဆက်ရုံနှဲငယ်ကိုပြစ်မှတ်ထားရုံနဲ့မကပါဘူးသူတို့ဟာရုရှားစစ်ရန်တရားရဲ့နှလုံးသားသူ့ရဲ့ထုတ်လုပ်မှုတွေ သူ့ရဲ့ဤပညာရေးပါတဲ့အချက်ချကြတဲ့နေရာတွေကိုဓာတ်ရိုက်ထိခိုက်စေခဲ့တာပါ။ဂျာမနီရဲ့ခိုင်မာတဲ့ရည်တည်ချက်ထရမ့်ရဲ့ရုရှားပေါ်ဒေါသတကြီးပြောဆိုမှုနဲ့မြေပြင်ပေါ်ကအပြန်အလှန်အကြမ်းဖက်မှုတွေကစစ်ပွဲဟာရှေ့တန်းမှာနေမှာပဲနိုင်ငံရေးနဲ့စစ်ရေးဆိုင်ရာနယ်ပယ်မှာပါအချိန်မြင့်တက်နေပြီဆိုတာပြသနေပါတယ်။ရုရှားရဲ့ဒရုန်းနဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကဒီတိုက်ခိုက်မှုတွေဟာမော်စကိုမှာဘလောက်ထိရိုက်ခတ်နေလဲဆိုတာကိုပြသနေပါတယ်။တကယ်မေကွန်ကတော့ဒီတိုက်ခိုက်မှုတွေနဲ့တံပြန်တိုက်ခိုက်မှုတွေရဲ့အချိန်မြင့်တက်လာနေတာက နှစ်ဖက်ကိုဆွေးနွေးပွဲစပွဲစီတွန်းပို့မလားဒါမှမဟုတ်ပုံမပြင်းထန်တဲ့စစ်ပွဲတစ်ခုစီဥတီသွားမလားဆိုတာပါပဲအဖြေကတော့မသိရသေးပါဘူးဒါပေမဲ့အချက်တစ်ချက်ကတော့ရှိပါတယ်ယူကရိန်းဟာခုခံကာဝယ်ရုံနဲ့မကတော့ပါဘူးသူဟာရုရှားရဲ့စစ်ရေးစွမ်းရည်ကိုမဟာဗျူဟာအယစနစ်တကျဖျက်ဆီးနေပါပြီစစ်ပွဲရဲ့ချိန်ဝင်ရှာဟာအခုတော့ထာဝရပြောင်းလဲသွားပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ